အဲနောက်တစ်ခုကျမတို့ဟိုအကောင့်ထက်ပေါ်တာပေါ့နော်ကျမတို့ဟိုဟာပေါ့တုံးတဲ့ပစ္စည်းတွေဘာတွေကျမအကုန်အကောင့်နေတုံးထားတယ်ဒါပေမဲ့အသေးစိတ်မပြောတော့ဘဲနဲ့အဘာပြောမှလဲဆိုရင်ဒီ United GP Development ကတော့ကျမတို့ကျမတို့မိသားစုရဲ့ company ဖြစ်ပါတယ်။နောက်ဒီဘက်က68 residents ကတော့အာကျမတို့ရဲ့ brand name ဖြစ်ပါတယ်။ဒီဒီဒီစီမံကိန်းကြီးရဲ့နာမည်ဖြစ်ပါတယ်။ ပြီးလို့ရှိရင် zone architect tech ဆိုတာကတော့မလေးရှားကုမ္ပဏီဖြစ်ပါတယ်။သူက conceptual design ဆွဲပေးတယ်။ကျမတို့ရဲ့ consultant ဖြစ်တယ်။အဲပြီးလို့ရှိရင်သူက project supervision ပေါ့နော်။ဒီ project account ထပ်ပေါ်တဲ့တခြားလုံးမှာ project supervision ကိုလုပ်ပေးမှာဖြစ်တယ်။နောက်သူဒီမလေးရှားကုမ္ပဏီဖြစ်တယ်။အဲအရှိအရှိလေပိုင်းမှာတကယ်အထက်မြင့်နေစောက်တဲ့အတွေ့အကြုံအများကြီးရှိတဲ့ကုမ္ပဏီဖြစ်ပါတယ်ရှင်။ အဲ့ဒါနံပါတ်၁ပါနံပါတ်၂ကတော့ဒီ SJ ဆိုတာစပါးနာဂျူရုံးမှာရှင်စပါးနာဂျူရုံးဆိုတာစင်ကာပူအစိုးရပိုင်းကုမ္ပဏီဖြစ်ပါတယ်စင်ကာပူအစိုးရရှယ်ယာပါတဲ့ကုမ္ပဏီဖြစ်ပါတယ်ပြီးလို့ရှိရင်စင်ကာပူမှာ HDB flat တွေပေါ့နော်ဆိုလို့ရှိရင် Housing Development Board ဆိုတာစင်ကာပူအစိုးရကနေပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံလို့အိုးအိမ်လိုမျိုးအဖွဲ့အစည်းပေါ့နော် Housing Development Board ရဲ့အဲ board မှာတကယ်အကောင့်ထက်ပေါ်တဲ့တကယ် main contractor ဖြစ်ပါတယ်ရှင်ဒါအစိုးရစင်ကာပူအစိုးရရဲ့ အဆုတ်ရှဲရပါတဲ့ကုမ္ပဏီဖြစ်ပါတယ်အဲ့ဒီစဘာနာဂျူတုံးကလည်းကျွန်တော်တို့ project supervision လုပ်ပေးပါတယ်ရှင်ကျွန်တော်တို့ zone တစ်ခုတည်းအရင်ကျွန်တော်တို့ကနားမလည်ဘူးနားမလည်တော့ဒီ zone ပြောသမျှပဲဖြစ်မယ်အဲ့ဒါကြောင့်မလို့ဒီနိုင်ငံလည်းမတူဘူးနောက်ပို့ယုံလည်းယုံကြည်ရတဲ့ဒီစဘာနာဂျူတုံးကိုကျွန်တော်တို့ project supervision အပ်ပါတယ်အဲနောက်တစ်ခုကကြတော့ဒီ contractor တွေပေါ့နော် contractor တော့တကယ် main contractor နှစ်ဦးရှိပါတယ်ရှင်ဆိုလို့ရှိရင်ပထမပိုင်းကတော့ကျွန်တော်တို့ professional engineering နဲ့ ဲ့ဒါကတော့တရုတ်ကုမ္ပဏီဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီ swipe bill ကတော့ကျမတို့ဒီဒီခုန basement leader စောက်တာပေါ့နော် substructure base basement leader နဲ့ foundation တွေလောက်တာ professional professional engineering pe ကုမ္ပဏီဖြစ်ပါတယ်နောက်တစ်ခုကတော့အပေါ်ပိုင်းပေါ့28ထပ်စောက်တာတော့ swipe bill ဆိုတာ စင်ကာပူရဲ့ public listed company ကစောက်တာဖြစ်ပါတယ်ရှင်။အဲသူ့မှာဟို sub bond တွေလည်းအများကြီးရှိတယ်။ကျွန်တော်တို့ကအဲ့ကိစ္စလည်းကျွန်တော်တို့ဝင်မပါဘူး။ကျွန်တော်တို့ပြောတာကတော့ကျွန်တော်တို့ main concern ပဲစကားပြောတယ်။အဲပြီးလို့ရှိရင်အဲဒီ project supervision လုပ်ပေးတဲ့လူပေါ့နော်။ဒါလုပ်ပေးတဲ့သူကနေပြီးတော့မှသူတို့ပတ်စံတောင်းလာရင် 10%ပြီးပြီးပတ်စံချိန်ပါဆိုကျွန်မတို့10%ဟုတ်လားမဟုတ်လားကျွန်မတို့နားမလဲဘူးနားမလဲတော့ဒီကျွန်မတို့ project supervision သမားတေချာမြေပြင်လိုက်စစ်တယ်လိုက်စစ်တယ်စောင့်လုပ်နေတော့လဲစောင့်ကြည့်တယ်ပြီးလို့ရှိရင်ပြီးပြီဆိုတဲ့ဟာကိုလဲကျွန်မတို့လိုက်စစ်ပြီးလို့ရှိရင်တကယ်ပြီးပြီဆိုမှတကယ်ပြီးပြီဆိုမှကျွန်မတို့ငွေချေရတာဖြစ်ပါတယ်ရှင်အဲဒါကျွန်မတို့တိဆောက်တဲ့ပုံစံဒီကဒီဒီတခြားဟာတွေကတော့ဥမာတူတူပေါ့တူတူဆိုရင်ကျွန်မတို့ကဒီဒီဟိုဒီဒီအဲ အိမ်သာရေချိုးကမ်းပေါ့နော်အိမ်သာရေချိုးကမ်းမှာတူတူသုံးမယ်အဲစသဖြင့် LG ဆိုရင်အဲကျွန်တော်တို့ Aircon ဆို LG သုံးမယ် Samsung ဆိုဘာသုံးမယ်စသဖြင့်ဒီလိုတွေအဲကျွန်တော်တို့ဒါဒါလေးပြထားတာဖြစ်ပါရှင်အဲဒါအခုလက်ရှိအခုလက်ရှိဆိုတာထက်ပေါ့နော်ဟော sorry အခုလက်ရှိဆိုတာထက်ဒါနဲ့ကျွန်တော်တို့ကိုဗစ်မတိုင်ခင်မှာ ကိုဗစ်မတိုင်ခင်မှာကျွန်တော်တို့မှန်နေတက်နေတာပေါ့နော်အဲဒီပုံမှန်မြင်ရပါတယ်ရှင်မှန်နေတက်နေတာကျွန်တော်တို့အပေါ်ဆုံးနှစ်ထပ်ပဲကြံတော့တယ်အပေါ်ဆုံးနှစ်ထပ်ပဲကြံပြီးတော့မှတကယ်လို့မှန်နေရတာအကုန်ပြီးသွားရင်ကျွန်တော်တို့ချင်းအောင်အကုန်ဆွဲခွာလိုက်ရင်ဒီအလုံးလိုက်ကြီးအလုံးထက်ပေါ်လာမှာပေါ့နော်ဆိုလို့ရှိရင်ကိုဗစ်မတိုင်ခင်မှာကျွန်တော်တို့မှန်တက်တာအပေါ်ဆုံးနှစ်ထပ်ပဲကြံတဲ့အချိန်မှာရပ်သွားပါတယ်ရှင်အဲကျွန်မထင်တာအပေါ်ဆုံးနှစ်ထပ်နှစ်ထပ်ခွဲပေါ့နော်အဲအဲ့ဒီမှာရပ်သွားပါတယ်ဒါကိုဗစ်မတိုင်ခင်အချိန်လေးပါရှင် ဒါကတော့ကျမဒါဒီကြည့်လို့ရအောင်ပေါ့နော်ဆိုလို့ရှိရင်ကျမတို့အဲဒီအရင်တော့ drone တွေပါနေတုံးပြီးတော့မှ drone တွေပါနေတုံးပြီးတော့မှကျမတို့ project ကိုဟိုဒီဒီ shoot down ဘောင်းဆောင်ကရိုက်ထားတာဖြစ်ပါတယ်အဲနောက်တစ်ခုကျမတို့ကျမတို့ project ကလေကျမတို့ project ကငလင်တန်းဟိုဗမဂနီချူကိုခံနိုင်အောင်စောက်ထားတာဖြစ်ပါတယ်ဒါကတော့ကျမတို့ဒီ engineer တွေဆွဲထားပေးတဲ့ပုံဖြစ်ပါတယ်ကျမလူတိုင်းသားလည်းအောင်ရှင်းပြရရင်ကျမတို့လည်းစောက်ထုတ်ရေးမှာမကျွမ်းကျင်ပါဘူး လူတိုင်းသားလည်းအောင်ရှင်းပြရရင်ဒါကဘာလဲဆိုလို့ရှိရင်ဒီဒီဒီဟိုပါပေါ့နော်ရွှေရောင်လေးတွေနော်အဲ့ဒါ strutting လို့ခေါ်ပါရှင် strutting ဆိုတာဒါဟိုကြားကန်ထားတဲ့ထောက်တွေပေါ့နော်အဲကြားကန်ထားတဲ့ထောက်တွေကျွန်တော်တို့က top down သွားတယ်လို့တို့ကပြောပါတယ် engineer တွေက top down ဆိုတာဘာလဲဆိုရင်ဒီမြေကြီးတက်ကနေပြီးတော့မှကျွန်တော်တို့ကဘေးမှာရှိတဲ့အဲဘေးမှာရှိတဲ့ဒီဒီအနီလေးတွေအပြာလေးတွေပေါ့နော်အဲ့ဒါကမြေကြီးတက်ကိုကျွန်တော်တို့ piling site ထည့်တာဖြစ်ပါရှင် ပိုင်းလင်းနေပိုင်းလင်းနေရပါလဲဆိုရင်ကျမတို့ကဟိုတစ်ဆက်တစ်ဆက်ထဲပိုင်းလင်းနေကိုမြေကြီးတဲ့ဟိုရိုက်ထည့်တာဖြစ်ပါရှင်အဲ့ဒီပိုင်းတစ်ခုတစ်ခုရဲ့အချင်းဟာဒီဒီပိုင်းဆိုတာဒီတိုင်ကြီးတွေပေါ့နော်ဒီတိုင်တစ်ခုတစ်ခုရဲ့အချင်းဟာ၃ပေခွဲရှိပါတယ်အဲ့၃ပေခွဲရှိတဲ့အချင်း၃ပေခွဲအချင်းရှိတဲ့ပိုင်းတွေနဲ့ကျမတို့ retaining wall ပေါ့နော်ကျမတို့ပိုင်နဲ့မြေပေါ့အဆောက်အဦဆောက်မဲ့ဟာကိုကျမတို့အကုန်လုံးဘေးမှာပတ်ပတ်လဲလုံလိုက်ပါတယ်ဒါကပုံမဲ့ဆွဲပြထားတာဖြစ်ပါတယ်ဒါကတကယ်အကောင့်ထဲပေါ်တာဖြစ်ပါရှင့် တကယ်ကောင်းတဲ့ဘုရားခုနပြောတဲ့ဟာလေးတွေပေါ့နော်ဒီဟာဒီတလုံးတလုံးဒီဒီတိုင်တလုံးတလုံးဒီဒီပိုင်တစ်ချောင်းတစ်ချောင်းဒီသုံးပေခွဲအချင်းရှိတဲ့ပိုင်နေနဲ့ကျမတို့အဲပတ်ပတ်လည်လှုပ်ထားတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်မြေကြီးကနေတူးလိုက်ပြီးလို့ရှိရင်အဲဒီ strategy ကိုအရင်ထောက်လိုက်တယ်ထောက်ပြီးမှဒီအောက်ကမြေကြီးကိုကော်ထုတ်တယ်ကော်ထုတ်ပြီးတော့မှဒီဒီတစ်ထပ်ကြရင်နောက်ထပ် strategy ထောက်တယ်အဲ strategy ထောက်ပြီးတော့မှမြေကြီးကော်ထုတ်တယ်ဒီမှာလူပုံမှာရှင့်အဲဒီဒီကလူကဒီလောက်တေးတယ်ပေါ့နော်အဲဆိုလို့ရှိရင် အဲဒီကော်ထုတ်တယ်ကော်ထုတ်ပြီးတော့နောက်နောက်တစ်ခါ strapping ထောက်တယ်ကော်ထုတ်တယ်ဆိုကျမတို့ဒီ basement လေးဓာတ်ပေါ့နော်မြေအောက်လေးဓာတ်တူးတာကဒီမြေကြီးကနေအောက်ကိုဆင်းပြီးတော့မှအဲကျမတို့တူးတာဖြစ်ပါရဲ့ရှင်